မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်မှာရှိတဲ့ပဇွန်မြောင်းကြီးရွာမှာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်သားတအုပ်တေဆုံးကဒုတက်ရဲမှုဖြိုးအားကကြောအပအဝင်ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ14ရက်နေ့မှာညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကြီးရွာမှာရှိတဲ့ ကျောင်းကြီးဖုံကြီးကျောင်းမှာအခြေချတပ်ဆွဲထားတဲ့ခမာယ350တရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တောင်ပိုင်းစစ်ဒေသအမတ်နဲ့စစ်ဒေသကွဲ PDF တရင်3ခု3ညာ3တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါရယ်အဲ့ဒီတိုက်ပွဲဟာ၄နာရီကျော်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတအူးတေဆုံးပြီးခမာယ350တရင်ကဒုတက်ရင်မှု ဖြောအားကကြောအပဝင်ရှေ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာထိခိုက်မှုကြောင့်ဒုတက်ရဲမှုဖြောအားကကြောဟာဒူးကောင်းဒဏ်ရာပြင်းထန်ပြီးတော့ခြေထောက်ဖြတ်လိုက်ရတယ်လို့သိရပါတယ်အချက်မဲ့စစ်ကောင်စီစစ်ကြောင်းဟာပဇွန်မြောင်းကြီးရွာမှာအခြေချတပ်ဆွဲလျက်ရှိပြီးတော့ဒေသခံပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခြင်းအရသာပြည်သူတွေရဲ့နေအိမ်တွေကနေပြီးတော့ပစ္စည်းများကိုခိုးယူလုယက်ခြင်းနေအိမ်အဆောက်အဦများကိုဖျက်ဆီးခြင်းတို့ကိုပြုလုပ်လျက်ရှိတယ်လို့တောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသခွဲကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်စေမရဲရွာအနီးမှာရှိတဲ့ပြူစောတိဂိတ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တိတ်ဆုံးပြီးတနက်တလက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ16ရက်နေ့မနက်09:45မိနစ်ခန့်မှာ စင်မရဲကျေးရွာကနေထွက်လာတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ခန်းဟာစင်မရဲဂိတ်ကိုရောက်ရှိလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတအုပ်သိမ်းဆုံးပြီးတနက်တလက်သိမ်းဆီရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့စုခွာနိုင်ခဲ့တော့လဲအကြမ်းဖက်စစ်တပ်ဘက်ကစစ်ကူများထပ်မံရောက်ရှိလာတဲ့အတွက်စိုက်ကဲနှစ်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်စင်မရဲကျေးရွာကနေထွက်လာတဲ့စစ်ခွေး20လောက်ပါတဲ့ကင်းဘုံက စေမရဲဂိတ်ကိုရောက်လာတဲ့အချိန်မှာဝေရောက်ပြီးတော့တိုက်ခတ်ခဲ့တာစစ်ခွေးတကောင်တေပြီးတော့တနက်တလက်ရပါတယ်လို့ရေစကြို Revolution Group YRG အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုရေစကြို Revolution Group YRG အဖွဲ့နဲ့အတူပခုတ်ကူခရိုင်တပ်ရင်း16တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနက်တလင်းမြို့နယ်မှာကင်းလက်ရန်ဆိုင်ကယ်နဲ့ထွက်လာတဲ့ရဲများကိုမိုင်းဆွဲတိုက်ခိုက်ရာတအုပ်တိတ်ဆုံးပြီးမိုင်းကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးကပြည်သူ၆ဦးကို စစ်တပ်ကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ14ရက်နေ့မှာနတ်တလင်းမြို့နယ်တောင်ညိုကွက်တဲ့ရဲစခန်းကကင်းပတ်ရန်ထွက်လာတဲ့ဒူရဲအုပ်ဖြိုးဝီလင်းနဲ့ရဲတပ်သား၈ဦးဟာစိုက်ကဲ၅စီးနဲ့ကင်းပတ်ရန်ထွက်လာတဲ့အချိန်တာယာဝတီခဲတရင်383ညတက်တက်ခွဲနှစ်ကအောင်ရတနာရက်ကွက်အတွင်းမှာဝင်ရောက်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါရဲအခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာရဲတော်ဦးပြစ်ထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့တောင်ညိုတိုက်နယ်ဆေးရုံကနေပြီးတော့ပြည်ဆေးရုံကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗါရဲအခုလိုလွှဲပြောင်းပြီးတဲ့နောက်မှာရဲတပ်ဦးတိုက်ဆုံးကကျန်တဲ့၂ဦးက တော့ပြည်စည်းရုံမှာခွဲစိတ်ကူတာမှုခံယူနေတယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်အားတရာခန့်နဲ့ရောက်ရှိလာပြီးတော့ပြည်သူ၆ဦးကိုလည်းအကြမ်းဖက်ဖမ်းဆီးသွားကပြည်သူ၃ဦးကိုတော့လက်ရှိအချိန်ထိပြန်လည်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။စစ်အာဏာရှင်စနစ်အပိတိုင်ခြုံငင်းရေးနဲ့ Federal Democracy နိုင်ငံတော်တက်ပေါ်ထွန်းလာတဲ့အထိရည်ရွယ်ပြီးတော့ပြည်သူ့ကာကွယ်တပ်မတော်တွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ အာနာရှင်စစ်တပ်နဲ့လက်ပါစီတောက်တိုင်မှန်တယ်များကိုဆက်လိုက်ပြီးတော့တိုက်ခိုက်ချိန်မုံတိုက်ခိုက်သွားမှာဖြစ်ကြောင်းဘကိုးတိုင်းတာယာဝတီခရအမတ်တဲတရဲ383ကတာဝန်ရှိသူကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ရေပေးကြောင်းလူသေးဆုံးမှုများပြားခဲ့တဲ့မန္တလေးတိုင်းရမဲသိမ်းမြို့နယ်တပြေပြင်းကြီးရွာရေကြီးမှုဖြစ်စဉ်မှာလူရှင်ဦးသာတေဆုံးခဲ့တယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးခေါင်းဆောင်ဇော်မဲလုံးကပြောင်းလဲနေခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုပ်အလောင်း30ကျော်တွေ့ရှိထားပြီးတော့ လူအယောက်40ခန့်ပျောက်ဆုံးနေတဲ့ရမဲသိမ်းမြို့နယ်တပြေပြေချင်းရွာရေးကြီးမှုဖြစ်စဉ်အပေါ်မှာစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးခေါင်းဆောင်ဇော်မဲလုံးကစက်တင်ဘာလ16ရက်နေ့မှာနိုင်ငံပိုင်းသတင်းဆောင်ကနေတဆင့်လိမ့်လေထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီရွာမှာကဲဆဲအဖွဲ့များလည်းရောက်ရှိပြီးဖြစ်ပါတယ်လူရှိဦးသာတိတ်ဆုံးခဲ့ပြီးတော့ဒဏ်ရာရတဲ့သူတချို့ရှိပါတယ်လို့ဇော်မဲလုံးကပြောဆိုထားပါဗါတယ်ဒါပေမဲ့ တပြေပြင်ကျေးရွာမှာရုပ်အလောင်းအများပြားကိုတွေ့ရှိထားတယ်လို့သိရပါတယ်။အဲ့ဒီကျေးရွာအပြင်ဝါကျူတောင်အောက်ရွာ၊ချောင်းပြားရွာ၊ကြွက်တော်ရွာနဲ့ကန်တာအေးကျေးရွာတို့ကပြည်သူများလည်းတေဆုံးပျောက်ဆုံးမှုများရှိနေကြောင်းမြေပြင်မှာကုညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများကပြောဆိုထားပါတယ်။ သေဆုံးတဲ့ပျောက်ဆုံး85ဦးဆေးရထားပါတယ်30လောက်သေဆုံးပြီးတော့40ကျော်ပျောက်ဆုံးနေတယ်အခြေအနေအရဘလို့မှအတိအကျမသိနိုင်ဘူးတောင်ပေါ်ကိုတက်ဖို့ကလည်းလမ်းကျော်ကပြတ်နေတယ်တက်လို့မရဘူးဖြစ်နေတယ်လို့ကုညီကယ်ဆယ်ရေးလုတ်ကင်နေတဲ့သူတို့ကပြောပါတယ်ဒါအပြင်တောင်ပေါ်ခြေရွာများမှာရွှေလုတ်ကွအများပြားရှိနေပြီးတော့အဲ့ဒီလုတ်ကွများမှာနေထိုင်တဲ့ဆေးရမပေါက်တဲ့ခြေရွာအများပြားလည်းရှိနေတယ်လို့သိရပါတယ်အဲ့ဒီခြေရွာများဟာလည်းရွာလုံးကျွတ်မြေအောက်ကိုရောက်ရှိသွားတဲ့အတွက်ပေးဆုံးသူများပြားကြောင်းဒေသခံများကပြောပါတယ် အလောင်းတွေကလည်းမကောက်ရသေးဘူးအကုန်ပုတ်နေပြီအလောင်းတွေက20ကျော်လောက်တော့တွေ့တယ်ဓာတ်တွေအောက်မှာဖော်အောင်မယ်တပြေပင်ကတရွာလုံးပဲတောင်းအောင်မှာလည်းရွာတွေကရှိနေသေးတယ်လို့ ယမဲတဲ့ဒေတာကန်တို့ကပြောဆိုထားပါဗျာတပြေပြင်းကြီးရောဟာရွာရဲ့60ရာခိုင်နှုန်းကရေနစ်မြုပ်ခဲ့ပြီးတော့လက်ရှိစရင်းများအရာတေဆုံးသူဥယေ30ခန်းနဲ့ပျောက်ဆုံးသူဥယေ90ခန်းရှိနေတယ်လို့သိရပါဗျာဒါအပြင်ကားအစီးရေ28စီးရေထဲမှာမျောပါသွားခဲ့ကြောင်းတွားရကူညီခဲ့တဲ့ကိုခိုင်ကြီးဆိုသူကလူမှုဝင်ရဲ့ပေါ်မှာရေးသားထားပါဗျာစစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel များမှာလည်းယမဲတဲ့မြို့နယ်ရေးကြီးမှုမှာစက်တဘာလ17ရက်နေ့က10ဦးတေဆုံးပြီးစက်တဘာလ12ရက်နေ့မှာမြင်းသားရွာက9ဦး ကြီးနေကန်ရွာက28ဦးတူးကုန်းရွာက3ဦးတပြေပင်ရွာက80ဦးချောင်းပြရွာကအယောက်တရာတေဆုံးပြီးတော့စုစုပေါင်းတေဆုံးသူ228ဦးရှိကြောင်းရေးသားနေကြပါတယ်။ဒါ့အပြင်ရွာလုံးကျွတ်ရေးတဲ့ဦးမျောပါသွားတဲ့ဝါဖြူတောင်အထက်ရွာဝါဖြူတောင်အောက်ရွာနဲ့ရွှေတုံးမိုင်းတို့မှာလည်းတေဆုံးမှုကိုမသိရသေးတဲ့အတွက်တေဆုံးသူအရေးအတွက်ဟာမြင့်တက်လာနိုင်တယ်လို့ရေးသားထားပါတယ်။ စစ်ကောင်စီလက်အောက်ခံမိသက်ဌာနကလည်းရမဲသိမ်းမြို့နယ်အတွင်းရေဘေးကြောင့်တေဆုံးသူ18ဦးရဲ့ရုပ်လောင်းများကိုဆေးယူနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာနိုင်ငံအနှံ့အပြားဆိုးဝါးစွာကြုံတွေ့နေရတဲ့ရေကြီးနဲ့မြေပြိုမှုဖြစ်စဉ်များအတွင်းမှာစစ်ကောင်စီကအဲ့ဒီဖြစ်ရပ်များကိုကြိုတင်အသိပေးဆောင်ရွက်ခဲ့ခြင်းမရှိသလိုကုညီကယ်ဆယ်ရေးကိုလည်းမလုံဆောင်နိုင်ခဲ့တဲ့အတွက်လူသေးဆုံးမှုများပြားခဲ့ရကြောင်းကုညီကယ်ဆယ်ဆောင်ရွက်သူများကပြောပါတယ်။ဒါ့အပြင်စစ်ကောင်စီက နိုင်ငံတော်မှာရှုံးနေနေတဲ့စစ်ပွဲအရေးသာဆောင်ရွက်နေပြီးတော့မြို့တွေရွာတွေရေကြီးနေတဲ့အချိန်မှာတော့လေကြောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တီဘောမြို့ကိုအကြမ်းဖက်ဆက်တက်က112လေယာဉ်နဲ့ဘုံအလုံးရိပ်90ကျော်လာရောက်ကျဲချတိုက်ခိုက်ခဲ့ရာဒေသခံပြည်သူတအူးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ16ရက်နေ့မနက်9:00နာရီကနေ10:00နာရီအထိအကြမ်းဖက်ဆက်တက်က112လေယာဉ်နဲ့ဘုံအလုံးရိပ်90ကျော်ဇက်တိုက်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့တီဘောမြို့အနောက်ရပ်ကွက်နဲ့စင်မာလာပြည်သူဥယျာဉ်အတွင်းကိုကျရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ရပ်ကွက်အတွင်းဘုံများကျရောက်ပောက်ကွဲမှုကြောင့်ရပ်ကွက်မှာရှိတဲ့လူနေအိမ်များပျက်စီးခဲ့တဲ့အပြင်ဒေသခံပြည်သူ တဦးဘုံဆက်ထိမှန်တေဆုံးခဲ့ပြီးတော့ပြည်သူတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲစက်တဘာလ15ရက်နေ့ည9:16မိနစ်ခန့်မှာအကြမ်းမဲ့စစ်တပ်တပ်ဆွဲထားတဲ့တပ်ဆက်ခန်းကနေပြီးတော့လက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ခဲ့ရာတီဘောမျိုးဇက်စုရက်ွက်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့နေအိမ်တလုံးမီးလောင်ပြကျသွားခဲ့ရတယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ဟာပြည်သူလူထုများကိုဥတီပြီးတော့လေချောင်းနဲ့လိုက်လံပြီးတော့ဘုံကျဲတိုက်ခတ်မှုကြောင့်အရသာပြည်သူထိခိုက်ဒေဆုံးမှုနဲ့ဒဏ်ရာရသူအများပြားရှိခဲ့ပြီးဖုန်ကြီးကြောင်စာတင်ကြောင်ဘာသာရေးအဆောက်အဦများနဲ့ ဒေသခံနေအိမ်များထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့ကြောင်း TNL ကပြောဆိုထားပါတယ်။ဒါ့အပြင်ပဲခူးတိုင်းညောင်လေးပင်ခရိုင်လေတိုမြို့နယ်မှာရှိတဲ့ခြေရွာများကိုလည်းအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်အမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုကပြောဆိုထားပါတယ်။စက်တမလာ73ရက်နေ့မနက်7:00နာရီအချိန်မှာလေတုံမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့ခမရ3ခွန်တိုင်ရင်ကနေပြီးတော့87မမလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့ရာ ဇယက်ခင်ခြေရွာအတွင်းကိုကြားရောက်ပောက်ခွဲခဲ့ပြီးတော့ခြေရွာနေအသက်80နှစ်နဲ့အရွယ်ဒေါ်လရွှေဟာထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ KNU ဗဟိုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကဗိုလ်မှူးအဆင့်ရှိတဲ့အရာရှိနှစ်ဦးဒေါနာစစ်ကြောင်းထံမှဆက်သွယ်ပြီးတော့ CDM ပြုတ်လောက်ကပြည်သူရင်ဝင်ကိုခိုးလုံဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမားလာတရက်နေ့မှာစစ်ကောင်စီတပ်ကဗိုလ်မှူးအဆင့်ရှိတဲ့သူနှစ်ဦးဟာ ဒေါနာတိုက်ရင်တံကိုအလင်းဝင်ရောက်လာတဲ့အတွက်လုံခြုံနှွေးထွေးစွာကြိုးစိုးစောက်ရှောက်ခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်မတော်ကာကွယ်ဝင်ကြီးဌာနကပြည်သူ့တာကောင်းများအဖြစ်နဲ့အတိမတ်ပြုဂုံပြုစုငွေများကိုချင်းမြင်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆဲအုပ်စုအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စည်ရေးရှုံးနိမ့်မှုများနဲ့နယ်မြေဆုံးရှုံးမှုများကြုံတွေ့နေရပြီးတော့တပ်အတွင်းထဲမှာလည်းမတရားမှုများ အောက်လက်ငယ်သားများအနေနဲ့စိတ်ဓာတ်များကြာဆင်းပြီးတော့အကြီးအကျယ်ခံစားနေရတယ်လို့သိရပါဗျ။ပြည်သူလူထုအားမျက်နှာမူတဲ့ပြည်သူစစ်သားဆက်ဆက်များကိုအချိန်မရွေးနှွေးထွေးစွာကြိုးစိုးလက်ခံသွားမှာဖြစ်တယ်လို့ဒေါနာစစ်ကြောင်းကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးမဲ့ကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။